င်။အဲ့တော့မိတ်ဆွေတို့ကိုဒီကနေ့မှာပြောပြပေးခြင်းနဲ့အကြောင်းအရာပါကြတော့ပဒီးပေါ့နော်။ပဒီးစိတ်ဖို့အတွက်နီလန်လေးပြမယ်။နီလန်လေးပြမယ်ဆိုတာကကြတော့အဓိကပဒီးကိုပြောပြခြင်းတာပါ။အဲ့တော့လူတွေက တနင်္ဂနွေသားသမီးဆိုရင်အုံသားနဲ့ပရိစိတ်မယ်တနင်္လာဆိုရင်ကန့်ကောသားနဲ့စိတ်မယ်အင်္ဂါဆိုရင်ဇီးသားနဲ့စိတ်မယ်ဒီလောက်ပဲသိကြတာပေါ့နော်ဒါကတော့ရိုးရိုးရှင်းရှင်းပေါ့တကယ်တမ်းပြောရရင်ပရိစိတ်တယ်ဆိုတာကတော့ကုသိုလ်ရတယ်ဒီနေရာမှာမှဆရာမတို့ရဲ့အဘမြင့်တင်ခါကြတော့ထက်ဆောင်ပြီးတော့အဘကဒီလိုပရိနေနဲ့စိတ်ရင်တော့ကောင်းမှာပဲ ဒါဆိုရင်တော့မိမိစိတ်နေတဲ့ပရိအတွက်ကုသိုလ်လည်းရမယ်အကျိုးလည်းထူးမယ်လူရာဆန္ဒလည်းပြည့်မယ်တသက်တာလုံးမှာဒီပရိကိုမစိတ်ဖဲနဲ့စောင့်ထားရင်တော့အဆောင်ဖြစ်တယ်ဘလို့အဆောင်မျိုးလဲလက်ရွှေငွေဝင်စီမဲ့အဆောင်မျိုးဖြစ်တယ်ဆိုပြီးတော့အဘမင်းတိမ်ခါပြောပြခဲ့ပြီးတာရှိပါတယ်ဒါကအဲတရားရှင်လုံးပရိပေါ့နော်တရားရှင်လုံးပရိညသွားမဲ့ပရိစိတ်ကြအများကြီးလေပြီးတော့စိတ်ကြမမြောင်းဆိုရင်ပရိဆိုတာတကယ်တော့စိတ်တည်တယ် ံပါတ်1ကတော့ကုသိုလ်ရပါတယ်။နံပါတ်2ကတော့ဒီလောကီကိညာအရာဆိုလို့ရှိရင်တော့လူရဆူတောင်းနေပြည့်တယ်။ဒါကတော့ဆီယမ်မစီမာရနိုင်တဲ့တရားရှင်လုံးပတိကိုပြပေးမှာဖြစ်ပါတယ်။နောက်တစ်ခုကအဲ့ဒီတရားရှင်လုံးပတိမှာမှဘာနဲ့သားသမီးကဘလို့ပဒီနဲ့ဆက်ရမလဲဆိုတာကိုလည်းဒီညမှာပြောပြပေးသွားပါမယ်။အဲ့တော့ဆီယမ်မစီမာမယူနိုင်တဲ့သူတွေဆိုလို့ရှိရင်လည်းမဝယ်နိုင်တဲ့သူတွေဆိုလို့ရှိရင်လည်းဟိုပါတော့ မိမိတို့ရဲ့နီးစပ်ရမှာဝယ်လို့ရအောင်ပဋိသာလေးကိုပြောပြပေးပါမယ်။အဲ့တော့ဘာဖြစ်လို့ဒီလိုပဋိသာနဲ့ဆက်ရမှာလဲလို့ပဋိသာအောင်မပြောခင်မှာအယုံဆုံးပြောပါမယ်။အမဆရာကြီးဒေါက်တာမင်းတန်ကရဲ့ပဋိစိန်ကြီးရဲ့မှာအမကတရားရှင်လုံးပဋိကိုမိတ်ကိုဓာတ်အုပ်အသားလုံးကျက်ဗေဒင်ပညာရဲ့အလုံးကြီးပညာရဲ့မှာစာ၆တန်းဆိုတဲ့နေရာမှာမိတ်နံအသားဆိုတာရှိပါတယ်။တစ်ခုကကြတော့ အောင်ပကလာဆွေသားတော်ရင်မိဖတ်ပေါ့နော်အဲ့တော့အောင်ပကလာဆွေသားတော်ရင်ဆိုတဲ့နေရာမှာ တနည်းအနေသာသမီးရဲ့မိဖတ်ကစတာပရိဖြစ်တယ်တ တနင်္လာသာသမီရဲ့မိဖက်ကဗုဒ္ဓဘူးဖြစ်တယ်အဲ့ဒီဟာကိုမိတ်ပေါ့နော်အဲ့ဒါမိတ်နောက်တစ်ခါကျတော့ဓာတ်အုပ်တဲ့မိတ်ကိုဓာတ်အုပ်အသားလုံးစီဝါနေစဉ်တက်ဆိုတော့အဲ့တော့ဓာတ်ကကျတော့ဘာလဲဆိုတော့ဒီမိတ်ဖက်အသားကိုဓာတ်သားနဲ့အုပ်မှာဓာတ်ကအန်တောဂက်ဘီစရီဝန်တီအန်တောဂက်ဘီစရီဝန်တီဆိုတဲ့နေရာမှာအဲ့တော့ခုနကတော့အောင်ပတနင်္လာကွန်ရဲ့ မိကကြာတာပရိဖြစ်ပြီးတော့တနင်္ဂနွေရဲ့ဓာတ်ဒီစနေဖြစ်တယ်။ဒါဆိုရင်တနင်္ဂနွေသာသမီစိတ်ရမယ်ပရိက ဗတ္တောတာပတိဖြစ်ပါတယ်ဒါဒီမိကိုတက်အုပ်အသားလုံးတဲ့ပတိဖြစ်တယ်အဲ့တော့ဒါဒီမိကိုတက်အုပ်အသားလုံးထားတဲ့တရားရှိလုံးပတိဖြစ်တဲ့အတွက်လက်ရွှင်မယ်ငွေဝင်မယ်အောင်မြင်ကြီးပွားစေမယ်လူရာဆန္ဒပြည့်စုံမယ်အဲ့တော့မိဆွေတို့အနေနဲ့မှတ်ထားပါတနည်းအနေသားသမီးတွေအနေနဲ့ပတိစိတ်မယ်ဆိုရင်တရားရှိလုံးပတိကဗတ္တောတာပတိကိုစိတ်ရမှာပါဆီမဆီမမှားခြင်းနဲ့ဆိုရင်လည်းရတယ်ဒီမှာတရားရှိလုံးပတိအသားအစစ်အမှန်ရမယ်ပေါ့နော်ညာတော်အဖြစ်ဒီ အပြင်ဒီမှာရှိနေတာရကြတော့အသားမစစ်မှာစိုးရင်ရပါတယ်ဆ ्याम စီမှာတော့အသားမစစ်မှာမစိုးရင်ရဘူးပဒီရဲ့ကြစ်ထုံးကျင်ကြီးလေးရလဲအရန်အောင်တည်တက်ပြီးတော့ပဒီကောင်းလေးရလဲဇီဒီပုံပဒီကောင်းလေးဖြစ်ပါတယ်လူရဆန္ဒပြည့်စည်ပါတယ်အဲ့တော့ဒီပဒီတကုံးရဲ့တန်ဖိုးကတော့8000တောင်းဖြစ်ပါတယ်တခါတည်းဇင်းတို့မှာထည့်ပြောပေးထားတာပါအဲ့တော့တနင်္ဂနွေသားသမီးကပထောက်သားပဒီနဲ့ဆက်ရမှာ ဖြစ်ပြီးတော့ကနင်းလာသားသမီးတွေကကြတော့ လက်ပံသားပါဒါလေးကလက်ပံသားပါအဲ့တော့လက်ပံသားအစ်စ်ပါအဲ့တော့အောင်ပကလာအောင်ပကလာဆိုတော့တနင်္လာရဲ့မိကဗုဒ္ဓဘူးဖြစ်တယ်ပြီးသွားရင်အန်တော်ဂက်ဘီဂက်ဘီဆိုတော့ဓက်ကကြတော့တနင်္လာရဲ့ဓက်ကစာသာဝရီဖြစ်တဲ့အတွက်လက်ပံသားပတိပါတနင်္လာသာသမီတွေကလက်ပံသားပတိနဲ့ဆက်ရပါမယ်ပြီးတော့အင်္ကာပေါ့နော်အင်္ကာကကြတော့ တည့်ရတားဗဒီပါဒီမှာတည့်ရတားပါတတိစကြာလေးကြည်လို့ရပါတယ်ဆီယမရဲ့ဗဒီအသားတွေကအစစ်အမှန်ဖြစ်ပါတယ်တည့်ရတားဆိုတည့်ရတားအစစ်ပါတွေ့ကြရကိုပေးပြီးတော့တည့်ရတားဒါလေးတည့်ရတားဒါလေးလက်ပန်းတာဒါလေးဗရောင်တာအဲ့လိုမဟုတ်ပါဘူးရှင်အဲ့တော့အစစ်အမှန်ကိုလိုချင်ရင်တော့ဆီယမစီမှာမှားယူလို့ရပါတယ်နောက်တစ်ခုကအဲဒီနေရာမှာပြောစရာရှိတာကကြတော့ပါလဲဆိုတော့ တသက်လုံးဆက်ရမယ်ပဒီဖြစ်ပါတယ်တသက်လုံးဆက်ရမယ်ပဒီဖြစ်တယ်လို့လူရွေးသွားခြင်းလည်းမရှိတဲ့အတွက်ဒါလေးကိုတော့ခုခေတ်ချိန်မှာမနှံ့ညောပါနဲ့လိုအပ်ရင်မှားလို့ရပါတယ်ဗုဒ္ဓဟူသာသမီတွေကကြတော့ကတ္တသားပဒီပါဒါလေးကကတ္တသားပါဗုဒ္ဓသာသမီတွေဆက်ရမှာပါနော်စတာပဒီစတာပဒီသာသမီတွေကအင်ဂျင်သားပဒီဖြစ်ပါတယ်အင်ဂျင်သားပါစတာပဒီသာသမီတွေကအင်ဂျင်သားပါ တောက်ကြာသားသမီးနေလာကြတော့ဇောင်းလျာသားလို့ခေါ်ပါတယ်ဇောင်းလျာသားပရင်းနဲ့ဆက်ရမှာပါအဲ့တော့တောက်ကြာသားသမီးနေဒီပရင်းလေးကစိတ်ယုံနေမဟုတ်ဘူးမိမိရဲ့သွားလျာမှာအိတ်ထဲမှာဆောင်းသွားယုံနေတော့အဆောင်ဖြစ်တဲ့လက်ရှင်စီရဲ့စီးပွားတက်စီရဲ့ပေါ့နော်တောက်ကြာသားသမီးကဇောင်းလျာသားပရင်းနဲ့ဆက်ရမှာပါအဲ့တော့စနေသားသမီးတွေစနေသားသမီးတွေကကြတော့လင်းလုံးတလုံးအုံတလုံးလင်းလုံးတလုံးအုံတလုံးကတော့ဆံမအဲ့လင်းလုံးသားမရသေးလို့ပရိဆိုင်မှာမှာ ထားတော့ပေါ့နော်လင်းလုံးသားမရဒီလိုမပြပြတော့ပါဘူးဒါလေးကတော့အုံးသီးတတ်မှရှိတယ်စနေသားသမီးတွေကလင်းလုံးတစ်လုံးအုံးတစ်လုံးပါတဲ့ဗီဒီယိုဆက်ရမယ်အဲ့တော့မိတ်ကိုဓာတ်အုပ်အသားလုံးစီးပွားနေစဉ်တက်ဆိုတာလေးရှိတယ်ဒီဗီဒီလေးတွေနဲ့ကစိတ်မယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အတွက်ကံပွင့်လက်ပွင့်စီးပွားတက်ဥစားတက်စီမှာပဲဖြစ်ပါတယ်ဒါလေးကိုလာရောက်ပြီးတော့မျှဝေပေးရပါ မှာယူခြင်းနဲ့ဆိုရင်ဖုန်းနံပါတ်က39 6869390ဖြစ်ပါတယ်။အားလုံးမိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းတွေနဲ့ပြည့်စုံကြပါစေ။လူရဆန္ဒကြီးပြွားကြပါစေ။